ကြောက်ကက်ရောင်ပြီးကြောက်တဲနေတာကြောင့်တောင်ကြီးဆေးရုံမှာဈေးကူသားမှုခံယူနေရတဲ့ဆိုတဲ့တရုတ်ဆောင်တထမိုးဦးမင်္ဂလာပါပရိသတ်ကြီးရေနိုင်ငံကျော်တရုတ်ဆောင်တရားဖြစ်တဲ့တရုတ်ဆောင်တထမိုးဦးကတော့အသက်အရွယ်တစ်ခုကိုရောက်ရှိလာခဲ့ပြီဆိုပေမယ့်သူမနဲ့လက်လန်းမိသမျှအနုပညာအလုပ်တွေကိုတော့ဆက်လက်လုပ်ကိုင်နေစေနိုင်ငံကျော်တရုတ်ဆောင်မင်းသမီးတယောက်ဖြစ်ပါတယ်တရုတ်ဆောင်တထမိုးဦးကတော့ဒီနေ့ဒီချိန်အထိပရိသတ်တွေကအချစ်တွေရောမသွားပဲလက်ခံအားပေးနေကြဆဲလေးဖြစ်ပါတယ် ဒါပေမဲ့အသက်အရွယ်တခုရောက်လာခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်တထမုံဦးဟာနောက်ပိုင်းမှာတော့ကျမရေးချိုးရွမှုတွေတမျိုးပြီးတမျိုးဖြစ်ပေါ်နေခဲ့တာဖြစ်ပြီးအခုတခါမှဆိုရင်လေကြောက်ကက်မှာကြောက်တယ်နေတာကြောင့်တောင်ကြီးမျိုးကအစိမ်းရုံတခုမှာစေကူသားမှုခံယူနေရတယ်လို့ပြောလာခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်ထထမိုးကကြောက်ကက်ရောင်ပြီးကြောက်ရှိနေတာတအားကိုနာပါတယ်။ဘိုင်းနဲ့ခါရီနာနေတာအားလုံးပဲကျမ်းမာချမ်းသာကြပါစေဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေသူမရဲ့ကျမ်းမာရဲ့အခြေအနေကိုပရိသတ်တွေကိုအသိပေးထားတာလည်းဖြစ်ပါတယ်။တထမဟူဟာသူမရဲ့ကြောက်ကဟာရောင်နေပြီးကြောက်တဲ့နေတာကြောင့်ဘိုင်းနဲ့ခါရီမှာအလွန်နာကျင်နေတဲ့ဒဏ်ကိုခံစားနေရတယ်လို့ပြောပြထားတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်လှုပ်ခတ်မှုမှာလေတရုတ်ဆောင်ထထမိုးကမန္တလေးမြို့ရဲ့ပွဲတစ်ခုမှာရောက်ရှိနေခဲ့တာဖြစ်ပြီးငလင်ကြောင့်အစာဦးပြိုကျမှုဖြစ်ပွားခဲ့ပြီးသူမရဲ့လက်ပြင်နေရာမှာထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်ထထမိုးကတော့အញ្ញံဘက်ကိုတနေ့ပြီးတနေ့ရောက်လာတဲ့သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအထူးကူးစိုက်နေရတာဖြစ်ပြီးပြည်သက်တွေအနေနဲ့လည်းသူမကိုစိတ်မပူကြဘူးနဲ့ပြည်သက်ကြီးလည်းကျန်းမာစွာနေထိုင်ကြဖို့အတွက်ထထက်ကနှုတ်ဆက်ထားတာလည်းဖြစ်ပါတယ် တရုတ်ဆောင်တတမဝူတရာကိုအရင်လိုပဲနေကောင်းကျမ်းမာလာပြီးအမှုပညာအလုပ်တွေတက်ဆွမ်းသမျှပြန်လည်လုပ်ကိုင်နိုင်ပါစေလို့လည်းစွတ်တောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။